အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်အောင်လည်းမင်္ဂလာပါ။ Chelsea အသစ်အတွက်တော့ဒီပွဲအနိုင်ရှုံးကအလောက်တော့အရေးမပါဘူး။သူတို့အနည်းဆုံးတော့အုပ်စုဒုတိယရဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကဟိုဘက်မှာ Bayern Munich က Benfica ကိုရှုံးလိုက်တယ်။အဲ့ Benfica ကိုရှုံးလိုက်တဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဆိုတော့ Chelsea ကဒီပွဲက ACC ပဲ။ Benfica ကဟိုဘက်မှာအုပ်စုပထမရတော့ Chelsea ကအစောပိုင်းကမှရှုံးထွက်မှာ Bayern နဲ့တွေ့ရမယ်ဆမ်းပါ Bayern ကိုယ်တိုင်ကလည်းရုပ်ပေါက်ချက် လူငယ်တွေကြီးထုတ်သုံးသွားခဲ့ပြီးတော့မှသူတို့ကဘန်ဖီကာကိုရှုံးတော့ဘိုင်မြူနစ်အသင်းကဖလာမင်ဂိုနဲ့တွေ့ဖို့ကိုတည်လိုက်တယ်ဆိုတော့ချက်စီကဘန်ဖီကာနဲ့တွေ့ရမယ်ဒီနေ့ပွဲအုပ်စုဒုတိယနဲ့တက်ရင်ဆိုတော့နီးပြအန်ဆူမာရှာကအပြောင်းလဲတွေလုပ်တယ်ခန်းစင်မှာထိုးစင်အာဒီပါယိုကိုဘာဒီယာရှိနဲ့တွေ့ပြီးတော့ မာလူဂူစတိုနဲ့တစ်ဖက်ကဒါအချုံဆိုတဲ့အပုံချအချုံဘောင်ဆိုတဲ့ချက်တိတ်လေးနဲ့တွဲတယ်။ကွင်းလေကအန်ဆိုကိုလာဗီယာနဲ့တွဲပြီးတော့ခိုင်စီတို့ကိုအနာပေးပြီးတော့မှနော်နီမာတူအေကေရဲ့အန်ကူကူနဲ့ဂျူဘရီဟောကစားခဲ့ပြီးတော့တိုက်စစ်ကတော့လီယန်ဒီလက်ဆိုတော့ဒီနေ့ချက်စီသင်းနေနဲ့အမှန်တိုင်းပြောရင်တော့ပါအန်ဇိုမာရစ်ကာပိုကိုပေးတဲ့တော်တော်များများကအားမရဘူးပေါ့လေဘုသမားကိုဖီလစ်ယော်ကင်စင်ထားတယ်ဆိုတော့ဒါပေမဲ့ မာရက်စကာကသူ့ထဲမှာတော်တော်များများလူငယ်ဦးမှာချူဖောဂျော့ချ်တို့အခု right back က chat date လေးတွေဆိုတာသူ့လက်ထက်မှာနေရာရလာတာပိုကောင်းလာတယ်တဖြည်းဖြည်းနဲ့ယုံကြည်မှုရလာတယ် non numerical ကဆိုရင်၈တနစ်ခါထက်ဒီနှစ်မိနစ်ကပိုကောင်းလာတယ် jubilee hall အတွက် minute တွေပိုရလာတယ် ်ထိုစင်ကဘာဖြစ်ဖြစ်အားကိုးရတယ်ဘာဒီယာရှီကတော့အခုချိန်ထိ shaky ဖြစ်နေပေမဲ့သူ့ဟာသူ့တော့ Chelsea ကတော့ဟုတ်နေတာပဲဒါ goal က goal မရပဲပထမပိုင်းပြီးကန်ဒီမှာပဲဒါ Chelsea ကနှစ် goal ဆက်တိုက်ဒါဟိုဘက်အသင်းဆိုရင် short target တော့မရှိဘူး Chelsea ဒီနေ့ goal ပြတ်နိုင်တာကဒါပြိုင်ဘက်အသင်းရဲ့ quality ကြောင့်ဖြစ်ပေမဲ့အမှန်တိုင်းပြောရင်တော့သူတို့အသင်းနေနေဒီ club walker လာတယ် position base ကိုကစားတယ်ဘောလုံးနေထိန်းချုပ်ထားတယ်ပွဲကိုထိန်းချုပ်တယ် Flamengo ပွဲကသူတို့ကန်ဆိုးသွားတာတကယ်တော့ သူတို့ vanilla ဖြစ်တယ် AECC ဖြစ်ချင်မှာဒုံဒုံနဲ့နှစ်ခုဇက်တိုက်ပေးလိုက်ရတယ် PPBG response တော့မလုပ်ရသေးဘူး Jason ထောက်ခံလိုက်ရတော့သူတို့နည်းနည်း short ဖြစ်သွားပြီမဲ့ဒီနေ့ဘွဲက AECC ကစားသွားပြီးတော့ Chelsea ကဒါပထမပိုင်းပြီးကြတဲ့မှာနှစ်ခုဇက်သွင်းတယ်ဆိုပြောချင်တာကအဓိက Chelsea ဒီဘွဲကအဲ့လောက်ကြီးကိုမရှိ Bayern Munich ရဲ့ short ဘွဲကသူတို့တို့ကလုံးဝကို release ပဲ club worker ကိုသူတို့ all the way စနေတီတော့တတ်နိုင်တယ်ဗျာအခုလက်ရှိ feature ရသူတို့ပထမပိုင်းပြီးကြတဲ့မှာ အန်ဆိုဖရန်တက်စ်ကြောင့်ထိုးစင်တလုံးသွင်းတယ်ပြီးတော့မှအန်ဆိုဖရန်တက်စ်ရဲ့နောက်ထပ်ဖန်တီမူကပဲဒါလီယန်ဒီလက်သွင်းတယ်ဆိုတော့အထူးသဖြင့်လီယန်ဒီလက်သွင်းလိုက်တာကချက်စီပြိတ်သက်တွေအတွက်ပို့ပြီးတော့ခြေနဲ့ဆရာဆိုတော့ဒီကလပ်ဝေါ်ကပ်၃ပွဲသူလာကန်တယ်ပထမလူစားဝင်လာပြီးအချိန်မှာဖန်တီမူတစ်ချိန်လုပ်တယ်ဒုတိယပွဲမှာသူတို့ခြေစမ်းမပြနိုင်ပေမဲ့ဒီပွဲမှာတကိုးသွင်းတယ်ဆိုတော့တကိုးသွင်းတကိုးဖန်တီတယ်ဆိုတဲ့ချက်ဂျက်ဆင်တပွဲပယ်ခံရတော့သူကရှုံးထွက်မှလေသူပဲကန်ရမယ်နောက်ဆုံး ပွဲပြီးကနေမှာပဲ Chelsea ဘက်ကခရစ်စတိုပါအန်ကူကူရဲ့ဖန်တီမှုကနေ George ရဲ့ချက်တိတ်လေးကဂိုးသွင်းလို့၃ဂိုးပြတ်ဒီချက်တိတ်လေးဆိုတော့တကယ်အားကိုးရတယ်เนาะအဲ့ချက်တိတ်လေးက Chelsea ဂိုးပြတ်နိုင်ပြီးတော့ဒါနောက်ဆင့်တက်တယ်ဟိုဘက်က Flamingo ကဒါ LAFC ကိုတကူးစီတေးကြပြီးတော့ Flamingo က9မှတ် Chelsea ကဒါ6မှတ်အဲ့နေရာမှာ Boca Junior က Auckland City ကိုတေးကြပြီးတော့ Bayern Munich က Benfica ကိုရှုံးသွားတော့ ဘိုင်ယန်ကဟိုဘက်မှာအိုဆူဒုတိယဘန်ဖီကာကပထမချယ်ဆီကအိုဆူဒုတိယဖလာမင်ဂိုကပထမဆိုတော့အဲ့ဒီ feature ရဘာဖြစ်သွားလဲဆိုတော့ဖမီယက်စ်နဲ့ချယ်ဆီကဘန်ဖီကာတို့ပတ်အချမ်းကိုရောက်သွားတော့ချယ်ဆီနဲ့ဘန်ဖီကာအနိုင်ရတဲ့အသင်းကဖလာမင်ဂိုနဲ့ဖမီရက်စ်နဲ့ဘိုတဖူကိုအနိုင်ရတဲ့အသင်းနဲ့တွေ့မှာဖြစ်တဲ့ကြောင့်ချယ်ဆီက all the way ကို semi final နဲ့တက်သွားမဲ့ချမ်းရှိသွားတယ်။ဘိုင်မြူနစ်ကကိုထုတ်ခုခါကိုရှာတာပေါ့လေ။တို့ကအခုတို့ဖလာမင်ဂိုနဲ့တို့ကရွေးချယ်လိုက်တဲ့အတွက်ကြောင့် ဒါဘာဖြစ်သွားလဲဆိုတော့သူတို့ကဖလာမင်ဂိုကိုသူနိုင်ရင်တော့ဟိုဘက်ကအင်တာမိုင်ယာမီကိုဂိုးပြတ်နိုင်ဖို့များတဲ့ပါရစ်စိန့်ဂျာမင်းနဲ့တွေ့မယ်ဆိုတော့ဘိုင်ယန်ကควอเตอร์မှာဒီ PSG နဲ့တန်းတွေ့မှာချယ်ဆီက AC ပဲအဲ့ရတာအပြင်ကိုဘိုင်မြူနစ်ကဟိုဘက်မှာရီမက်ဒရစ်ကควอเตอร์လောက်တက်လာစီမီလောက်တက်လာရီမက်ဒရစ်နဲ့တွေ့မှာဆိုတော့ PSG နဲ့ဘိုင်ယန်နိုင်တဲ့ကောင်ကရီမက်ဒရစ်နဲ့တွေ့ဆိုတော့ချယ်ဆီကဘာဖြစ်ဖြစ်သူတို့အနေထားအရဘာဖြစ်ဖြစ်ဂျေနတ်ဆရာဖြစ်ပြီးတော့အခုလက်ရှိမှာချယ်ဆီအသင်းကိုပြတ်နိုင်ပွဲနဲ့အတူဒါတိုက်စစ်မှုဒီလက်လေးကိုပေါက်တွေးပြီးတော့ ဘန်ဖီကာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး all the way စီမီတတ်နိုင်မဲ့အခွင့်အရေးရှိလာပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါပေမဲ့ Brazil club တွေကို short တော့တွက်လို့မရဘူးလေ Brazil club တွေကသူတို့ကိုအုပ်စုတွင်ပါလေနိုင်ထားတဲ့အတွက်သူတို့ကတော့3ထားရမယ်ဒါပေမဲ့ပထမ Banfica ပြီး Brazil နဲ့စီမီတတ်နိုင်မဲ့အခွင့်အရေးရောက်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်